ျွန်တော်အနေနဲ့ personal ရ crypto လောကရမှာခုနှစ်နှစ်ရှစ်နှစ်ကြာရှင်သန်ကျင်လည်ခဲ့ပြီးနောက်ပိုင်းမှာဟိုလူတွေလက်မခံနိုင်တဲ့အမှန်တရားတစ်ခုကိုဒီနေ့ပြောပြမယ်။အဲအဲ့ဒါကိုဒီအမှန်တရားကိုလည်းတောင်းတလူတွေသိပြီးတော့မပြောပြကြဘူး။ဘာလို့အဲ့ဒါပါလဲဆိုတော့ဟိုအရင်ခေတ်တရားလိုမျိုး crypto coin တွေ token တွေဝယ်ပြီးတော့ချိန်တိုင်အာပတ်စံပွားသွားမယ်ချမ်းသာလာမယ်ဆိုတာမျိုးကဒီခေတ်2025နောက်ပိုင်းမှာတော်တော်ကိုရှားသွားပြီဗျ။အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ cryptocurrency ပေါင်း1000ကျော်ပေါ်လာတာကြောင့်ရယ် ပြီးတော့ bitcoin ကဒီနှစ်ပိုင်းတည်းမှာအရန်ကိုမာနေတာကြောင့်ရယ်ပြီးတော့ token တွေကအများကြီးနှိမ့်တိုင်းနှိမ့်ပါကိုအများကြီးထွက်နေတဲ့အတွက်ကြောင့်မလို့ဈေးကွက်ထဲမှာ crypto တွေအရန်ဖောင်းပွားနေတဲ့အချက်တွေကြောင့်ရယ်ဘောနော်အဲ့တော့ကိုကအရင်လိုမျိုး research data လုံးဝယ်ထားဝယ်ထားပြီးတော့ပြစ်ထားလိုက်ဆိုတဲ့ပုံစံမျိုးเนี่ยမရတော့ပြီးတော့ခုအပြင်ကစီးပွားရေးခြေအနေတွေဖြစ်တဲ့ကျွန်တော် tariff တွေကုန်သွယ်ခွန်တွေ American ဘောဘန်ကအတိုးနှုန်းချမှတ်တာ rate ကလောက်တာတွေဒီလိုချက်လက်တွေပေါ်မှာလည်းအများကြီးမူတည်နေတဲ့အတွက်ကြောင့်မလို့ အရင်လိုမျိုးဝယ်ထားပြီးပြစ်ထားဆိုတာမျိုးမဟုတ်တော့ဘဲနဲ့ market ကိုကျွန်တော်တို့ actively လိုက်ပြီးတော့ monitor လုပ်ရတော့ပဲပေါ့နော်ဈေးကွက်ကိုကျွန်တော်တို့ကဒီအမြဲတမ်း monitor လိုက်ပြီးတော့ကြည့်နေရတော့မယ်ပေါ့နော်ဒါမှသာရေရှည်မှာအဆင်ပြေမှာပေါ့ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ကိုယ်မှာခြင်ထားတဲ့ကို crypto တွေခြင်ထားရဆိုရင်ကိုယ်ခြင်ထားတဲ့ crypto တွေကိုသူတို့ရဲ့ purchasing power ကိုဘယ်လိုမျိုးကိုယ်ကထိန်းသိမ်းမလဲပေါ့ဥပမာကိုယ်ခြင်ထားတဲ့ဥပမာကိုယ်ခြင်ထားတဲ့ crypto ကတနည်းမှာ inflation 10%ရှိတယ်ဆိုရင်ကိုကဒီတိုင်းကင်ထားရဆိုရင်တနည်းကိုဆရာကလည်းနှောင်းဆုံးရှုံးမှာဒါဒီတော့ကြောင့်မလို့ဘယ်မှာသွားပြီးတော့ state လုပ်တင်တယ်။ဘာညာဒီလိုမျိုးကျွန်တော်တို့လေ့လာမှာဖြစ်ပါတယ်။ဒါတွေနဲ့ပတ်သက်တဲ့အကုန်လုံးကိုကျွန်တော်တို့အခုဒီ channel မှာတေချာတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ channel ကို follow လုပ်ထားဖို့အတွက်တောင်းဆိုချင်ပါတယ်။